ားလုံးမင်္ဂလာပါဒီနေ့ဘုရားသခင်ကလူတယောက်ကိုကောင်းချီးပေးတော့မယ်ချီးမြှောက်တော့မယ်ဆိုရင်ဘုရားကဘယ်အရာကိုအဓိကပြုပြင်တယ်အတွင်းလူအတွင်းနှလုံးသားကို ပြုပြင်ပြောင်းလဲပြီးတော့မှ ကောင်းချီးပေးတဲ့ဘုရားဆိုတာကျွန်တော်မြင်တွေ့ရဘာဖြစ်လို့အတွင်းလူဘုရားဟိုဟာပြောင်းလဲပြီးကောင်းချီးပေးရလဲတခြားအခန္ဓာကိုပြောင်းလဲပြီးကောင်းချီးပေးလို့မရလားမေကုံမေးစရာရှိပါဟုတ်ပါတယ် လူတယောက်ကအတွင်းသဘောမပြောင်းလဲဘူးဆိုရင်ဘုရားတခင်ကဒီလူနဲ့ပတ်သက်ပြီးတော့မှဘလောက်ထိကြီးမားတဲ့ယူပါယုံပဲရှိရှိဘလောက်ထိကြီးမားတဲ့ခေါ်ခြင်းပဲရှိရှိဘလောက်ပဲဘုရားချစ်ပြီးတော့မှအကောင်းဆုံးပဲလုပ်ပေးလုပ်ပေးဒီလူကဘယ်တော့မှဘုရားခေါ်ခြင်းတဲ့ကိုမရောက်လာဘူးဆိုတော့ကျွန်တော်တွေးရတယ်။အဲကြောင့်ကျွန်တော်ဣသရေလလူမျိုးတွေရဲ့အသက်တာကိုကြီးချင်အပြစ်ကျွန်တော်ထင်ကန်းစာယူလို့ရတယ်။ဣသရေလလူမျိုးတွေကနှစ်ပေါင်း400ကျော်သူတို့ကအဲဂရုပြင်မှာကြုံခံရတယ်။ဘုရားကသူ့လူတွေရဲ့ ငိုကြွေးမိတန်းနဲ့အတောင်ကြားပြီးတော့မှမောရှေကိုဘုရားတခင်ကဆေးလွတ်ခဲ့တယ်ပရောဖက်မောရှေကိုဆေးလွတ်တယ်မောရှေကအဲ့ဒီအစ္စရေလလူမျိုးတွေကိုသူကဂျွန်ဘွားကနေကဲတင်ခဲ့တယ်ဘယ်ကိုခေါ်ဖို့လဲအကောင်းဆုံးတော့နုံနဲ့ပြားရစီတဲ့ခါနံပြေအဲ့နေရာကိုပိုင်အိမ်ကိုပိုင်မြေကိုပိုင်လုပ်ငန်းတွေကိုပိုင်စိုက်ပျိုးရေးတွေကိုကိုပိုင်တာသမီတွေနဲ့ကောင်းချီးပေးပြီးတော့မှတကယ်ပျော်မွေ့ခြင်းနဲ့အသက်ရှင်ရမယ့်နေရာဖြစ်တယ်။အရင်ကောင်းတဲ့နေရာဖြစ်တယ်။ ဲ့ဒီနေရာကိုခေါ်သွားကျင်တာဒါပေမဲ့အစ္စရေလမျိုးတွေကဘာဖြစ်လဲတောမှာအကုန်လဲပြီးတည်ကြတယ်အသက်20အောက်ကလူတွေပဲအဲ့ဒီဂရိတော်မြေဝင်စားခွင့်ရဒါဆိုဒီလူတွေဘာကြောင့်ဘုရားသခင်အကောင်းဆုံးသောအရာတွေပြင်ဆင်ထားပေးရတာ ਨੇ ဘာကြောင့်သူတို့ဘဝဆုံးရှုံးရတာလဲကျမ်းစာထဲမှာဒီလိုရေးထားတယ်ထိုသူတို့တွေနှလုံးသားမပြောင်းလဲနှလုံးသားခိုင်မာတယ်လေဘင်းခိုင်မာ အချက်မပြောင်းလဲတဲ့တောကြောင့်မို့သူတို့ဟာ ဘုရားကတိတော်မဝင်စားရဘူး။အော်ဒါဆိုကျွန်တော်တိသွားပြီ။ဒါဆိုဘာကြောင့်ဘုရားသခင်ကလူတွေကိုကောင်းချီးပေးတဲ့အခါမှာအသွင်းကိုမပြေမရဘူးဆိုတော့ဘုရားသဘောပေါက်သွားတယ်။ဘုရားသဘောပေါက်သွားတယ်။သမတစ်ကာလမှာသင်တဲ့ကျွန်တော်ကယေရှုတော်ခံစားရတယ်။ဘာကြောင့်လဲဘုရားသခင်ကကျွန်တော်တို့ကိုအရင်ဦးဆုံးသူ့ရဲ့ mission ကဘာရင်လို့လဲကျွန်တော်ရဲ့စိတ်နှလုံးကိုအရင်ပြုတ်ပြင်ပြောင်းလဲတယ်ဆိုတော့ကျွန်တော်တွေးရတယ်။ဟာမင်ဟာလေလုယ။ဒါကြောင့်မလို့ကျွန်တော်တို့ အာယေဇကြည်လာနာဂတိကျန်ခရဲ့36:26မှာဘုရားကအစ္စရေလလူမျိုးနဲ့ပတ်သက်ပြီးသင်ခန်းစာရခဲ့တယ်။သူ့လူတွေကကြောက်နှလုံးသားဘုရားစကားနားမထောင်ဘုရားရဲ့အလိုတော်နားမလည်သဘောမပေါက်ဘူး။ဘုရားအချင်းချင်းပုံကတည်းကဘာကြောင့်လဲဘုရားသခင်ကနောက်ဆုံးမှသူဘာသဘောပေါက်သွားလဲဆိုရင်ဘုရားစိတ်နှလုံးအစ်စ်ကိုငါပေးမိတယ်ဒီမှာအာမင်။သဘောအစ်စ်ကိုတွင်းထားမိတင်တို့ခန္ဓာကိုယ်တွေကအကြောင်းနှလုံးကိုနှုတ်ရအသားနှလုံးကိုငါပေးမိချစ်ဖရားတခင်ကအဲ့မှာစိတ်နှလုံးအစ်စ်ကိုပေးတယ် သဘောအသစ်ကိုတွင်းထားပြီ။ဒါကြောင့်ကျွန်တော်တို့ကယေရှုခရစ်တော်ထဲမှာ born again ဖြစ်တဲ့သူတွေကကျွန်တော်ကလူသစ်ဖြစ်တယ်တတဝါအသစ်ဖြစ်တယ်။ဒီတတဝါအသစ်ကဟိုခေါင်းမာတဲ့မျိုးဆက်က လာတာမဟုတ်အာဒံရဲ့ generation ကလာတာမဟုတ်ခရစ်တော်ရဲ့ generation ကလာတဲ့သူဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကခရစ်တော်ရဲ့ mindset ခရစ်တော်ရဲ့စိတ်နှလုံးခရစ်တော်ရဲ့သဘောကိုရတဲ့သူဖြစ်တယ်။ hallelujah အာမင်အာမင်ဒါကြောင့်ဘုရားသခင်ကကျွန်တော် လူတယောက်နဲ့ပတ်သက်ပြီးတော့မှဘုရားကပြောလဲဆိုရင်တစ်ပေအခန်းကြီး3ငယ်3-4မှာဒီမှာကျွန်တော်ရဲ့အသွင်းလူကိုတစားစင်မို့ပြောအပြင်လူအပြင်မန္တနာကိုအဓိကတစားစင်မို့မပြောအသွင်းလူကိုတစားစင်ပါတဲ့အဲ့ဒီအသွင်းလူကဘာဖြစ်လဲဆိုမဖောက်ပြန်မပြက်စီးတတ်တော့တစားစင်ချင်းရှိတော့စိတ်နှလုံးကြီးအသွင်းလူဖြစ်စေကြလို့တဲ့ကျွန်တော်အသွင်းလူကအရန်တန်ဖို့ရှိတယ် ကျွန်တော်အသွေးလူကတန်ဖိုးဖြတ်လို့မရဒီအသွေးလူကကြီးထွားလာတဲ့ဒီအသွေးဒီအသွေးလူက အားကြီးလာတဲ့ဒီအသွေးလူက ကျွန်တော်ကိုနော် dominion ပြန်လုပ်လာတဲ့ခါမှာဘာဖြစ်လာလဲကျွန်တော်ရဲ့အထဲတဲကနဲ့တန်ဖိုးရှိတဲ့အရာတွေထွက်လာတယ်။အဲကြောင့်လူလူတွေကအကောင်းဆုံးတော့ idea တွေသူတို့မှထွက်လာခြင်းနဲ့ အကောသူတို့လုပ်တဲ့အရာကအရင်ကောင်းတဲ့ quality သူတို့လိုချင်တယ်သူတို့စဉ်းစားတဲ့အရာအရင်ကောင်းချင်သူတို့လုပ်တဲ့ရလတ်တဲ့အရင်ကောင်းချင်တယ်သူတို့ကိုသူတို့အရင်တိုးတက်ချင်တယ်ဒါမဲ့သူတို့ကပါလို့ဆိုအပြင်ပန်းတရာကိုပို့ပြီးဦးစားပေးပြီးသူတို့အချိန်ပေးကြတယ်အဲ့လိုပြောလို့အပြင်ပန်းတရာကိုဦးစားပေးတဲ့အရာမားတယ်လို့မပြောမှန်ပါတယ်ဒါမဲ့လူတယောက်ရဲ့ဘဝ life ကိုတကယ် change စေတာက အပြင်လူထက် အတွင်းလူဖြစ်တယ်အာမင် hallelujah ဲ့ဒီအသွေးလူကြီးစပြောင်းလဲတော့ ਨੇ တင့်ထဲကထွက်လာတဲ့ quality တွေမတူတော့အရန်ကောင်းတဲ့ quality တွေထွက်လာအာမင်ဒါကြောင့်ကျွန်တော်နှုတ်ကပတော်ထဲမှာဗာပြောတာလူကာခန်းကြီး6ငယ်55ကောင်းတော်သူဒီကောင်းတော်မိမိစိတ်လုံးဘာနာတိုက်ထဲကကောင်းတော်အရာကိုထုတ်ဖော်တတ်၏ကြည်ကြည်ကြည်ကောင်းတဲ့အရာတွေထွက်လာ ကောင်းတဲ့အရာတွေထုတ်ဖော်လာ ကောင်းတဲ့အသေးတွေကိုဒီးလာတာကောင်းတဲ့ရလက်တွေထွက်လာတဲ့အရာတခြားကြောင့်မဟုတ် အဲ့ဒီလူရဲ့စိတ်နှလုံးဘာနာတိုက်ကကောင်းတဲ့စိတ်နှလုံးဘာနာတိုက်ဖြစ်တဲ့အတွက်ကြောင့်အဲကြောင့်ဘုရားသခင်ကျွန်တော်တို့သဘောအသက်ပေးတာအဲ့ဒီသဘောအသက်ဆိုတာအာဒံရဲ့သဘောမဟုတ်ယေရှုရဲ့သဘောဖခင်သဘောဖြစ်တယ်ဖခင်သခင်ရဲ့ mindset ဘုရားသခင်မြင်တဲ့အမြင်ဘုရားသခင်စဉ်းစားတဲ့အသွေးကောဘုရားသခင်လုပ်တဲ့ quality ကကျွန်တော်ရဲ့အထက်ထဲမှာရှိတယ်။ဒါကြောင့်အဲ့ဒီအသွင်းလိုကချီးထွားလာတဲ့အမြတ်တင်ထွက်လာတဲ့အရာတွေကမတူတော့ quality ကအရင်ကောင်းတဲ့အရာတွေထွက်လာမယ်။အာမင်။ ်ဟာလေလုယာအဲ့ညီကိုမမတို့ချို့လူတွေဖခင်နှုတ်ကပတ်တော်နားထောင်ပါဘုရားအချိန်ပေးပါကျမ်းစာနားထောင်ပါဟိုးကွန်ဖရင့်နေလာပါနော်ပရိုဖက်ပြုချက်တွေနားထောင်ပါဖခင်နဲ့စာငတ်ပါလို့ပြောတာရှောက်ရှောက်ပြောနေရမဟုတ်ဘူးအလုံးလုံးရင်တင်လာစာပေးရမယ်ဒါပေမဲ့တဲ့အတွဲလူကြီးပြောင်းလဲတဲ့ဟာတလားထင်းနဲ့လဲမာတီမီလီယံနာဖြစ်လာနိုင်တယ်တဲ့ဟာ၃လ၄လနဲ့လဲမီလီယံနာဖြစ်လာနိုင်တယ်အတွဲလူကြီးချိန်သွားတဲ့အခါမှာ ်သင်တန်ဖို့ပုံပြီးမြင်လာမယ်အာမင်ဒါကြောင့်ဘယ်အရာအရင်ရေးကြည့်လဲကျွန်တော်ရဲ့အတွင်းလူကိုပြုတ်ပြင်ဖို့လိုတယ် management လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့အတွင်းလူကိုပို့ပြီးအချိန်ပေးဖို့လိုတယ်ဦးစားပေးဖို့လိုတယ်အာမင်ဒါကြောင့်ညီကိုမမဒီကာလမှာသင်ရဲ့အသွင်းလူကိုကြီးထွားအောင်သင်ဟာရွေးချယ်ဖို့ရန်အတွက်သင်ဟာပြုစုဖို့ရန်အတွက်အင်မတမလိုအပ်တယ်ဆိုတဲ့အရာကိုကျွန်တော်ပြောပြခြင်းနဲ့အာမင်အဲကြောင့်တရက်မှာရှောလမုန်ကိုဖျားတခင်က သူ့ကိုအပြောင်းလဲလုပ်တယ်။ရှောလမုန်ကဘယင်ဒါပေမဲ့ဒီဘယင်ကနိုင်ငံအုပ်ချုပ်တာတခုပဲမလုပ်။ဒီဘယင်ကစီးပွားရေးလုပ်တာလဲတော်တယ်။စစ်သူ့ရဲ့တိုင်းပြည်မှာစစ်မရှိအောင်လဲသူ့ကိုအုပ်ဆောင်နိုင်တယ်။သူ့အဖေရဲ့လက်ထက်ကာလတစ်ချိန်လုံးချနေတာရန်သူတွေနဲ့ဟုတ်။ဟိုတိုင်းပြည်ကတိုးတက်ဖို့နေတာတာတစ်ချိန်လုံးစစ်ကြီးဖြစ်နေတော့တစ်ချိန်လုံးစစ်ဖြစ်တာ။ဒါပေမဲ့ရှောလမုန်ရဲ့လက်ထက်ကာလမှာစစ်မဖြစ်ဘူး။တိုင်းပြည်ငြိမ်းချမ်းတယ် ရှောလမုန်ရဲ့တိုင်းသူပိသားတွေကကျွယ်ဝတဲ့ကိုပိုင်မြေတွေနဲ့နေတယ်ကိုပိုင်ဥယျာဉ်တွေနဲ့နေတယ်နန်းတော်လိုမျိုးနေကြတယ်။ဟိုဆင်းရဲတဲ့လူတရားမှမရှိဘူး။ရှောလမုန်ရဲ့လက်ထက်ကာလမှာရွှေကိုသူတို့ကဦးစားပေးပြီးသုံးတယ်။နိုင်ငံကျွယ်ဝတဲ့စီးပွားရေးကောင်းတဲ့စီးပွားရေးလည်းလုပ်တတ်တယ်။ပြီးဒီပညာဒီဘရင်ကဒီအဆောက်အုံဘိတုကာတွေနဲ့ပတ်သက်ပြီးတော့မှလည်း तू ကကျွမ်းကျင်တယ်။ဒီဇိုင်းနာလည်းရှိတယ်သူရဲ့ mindset မှာ။ နောက်တစ်ခုသူပါလဲတချင်းလဲရေးတယ်လေတချင်းလဲတထောင်ဝေါပြပင်းအများကြီးလုံနိုင်တယ်ကြည့်သူ့ကြည့်တဲ့အခါမှာသူ့ခေါ်ချင်းကတခုပဲသူဖယားတခင်ဘာကြောင့်ဒီရှောလမွန်ရဲ့အထက်တဲ့အရန်ကောင်းတဲ့ quality ထွက်လာစေတာလဲကျမ်းစာထဲမှာကျွန်တော်ဗာရေးသားလဲသုံးသမယာဆောင်ခန်းကြီး293မှာရှောလမုန်ကျွန်တော်အလုံးသိတာဘုရားတခင်ညံမညာပေးတယ်ညံမညာပေးရဒါပဲဒီဟုတ်တယ်ညံမညာပေးတယ်ဒါမှမဟုတ်လေနောက်တစ်ခုကဘုရားတခင်သူ့ဘာပေးတယ်တလားဘုရားတခင်ညားဆိုတော့ညံမညာကို၎င်း တမုတ်တရားတဲလုံးနဲ့အမြကျဲဝန်းသောနှလုံးနှလုံးကို၎င်းပေးတော်မူသည်ဖြစ်ကြည်ရှောလမုန်နှလုံးသားဒီနှလုံးသားကိုဘုရားကျဲဝန်းစေတယ်ဆိုတော့ကျွန်တော်တွေ့ရရှောလမုန်ရဲ့နှလုံးသားကိုကောင်းစားတဲ့နှလုံးသားဖြစ်စေတယ်တမုတ်တရားတဲလုံးနဲ့အမြကျဲဝန်းတဲ့နှလုံးသားကိုဘုရားရှောလမုန်ပေးတယ်အဲကြောင့်နှလုံးသားကောင်းတဲ့သူတယောက်ဒီအထွေအရန်ကောင်းတဲ့သူတယောက်သူ့အထဲကထွက်လာတဲ့ quality ရဲ့ share တွေပဲဖြစ်တယ် hallelujah Amen. အဲကြောင့်ညီကောင်မမတို့ဘုရားသခင်ကတင်းရဲ့အသွင်းလူကိုဘုရားအရင်ပြောင်းလဲပေးတယ်။မမေ့ပါနဲ့တင့်ထဲမှာရှိတဲ့စိတ်နှလုံးကအာဒံစီကလာတဲ့စိတ်နှလုံးမဟုတ်ဖြစ်တယ်။တင်းထဲထဲမှာရှိတဲ့စိတ်နှလုံးတင်းအဖေမေစီကလာတဲ့စိတ်နှလုံးမဟုတ်။ဟုတ်တယ်တင်းကစိတ်နှလုံးကတော့အဲ့အပိုင်းဒါပေမဲ့တင်းရဲ့အသွင်းဝိညာဉ်ကအဲ့ဒီအရာမဟုတ်။တင်း spirit ကယေရှုနဲ့တူတဲ့ spirit ဖြစ်တယ်။ hallelujah ။ယေရှုလိုပဲကောင်းတဲ့ quality ကိုတင်လုံနိုင်တယ်ယေရှုလိုပဲတင်ဟာနမိတ်လက္ခဏာတွေလုံနိုင်ယေရှုလိုပဲတင်ဟာတိုးပွားနိုင်တယ်ညားပြားနိုင်တယ်အဲ့ဒီ quality နဲ့ပြည့်စုံတဲ့လူသားဟာတင်ဖြစ်တယ်အာမင်အဲကြောင့်ညီကိုမမတို့ဒီကာလမှာဘုရားသခင်ကတင်ရဲ့နှလုံးသားကိုကျေဝန်းစေတဲ့ဘုရားဖြစ်တယ်ကျေဝန်းစေခြင်းနဲ့ကျေဝန်းဖို့ရလဲအလိုရှိတယ်တဲ့နှလုံးသားကောင်းမွန်လေးလေးတဲ့အသွင်းလူတဲ့အချိန်ပေးလေးလေးပြုတ်ပြင်ပြောင်းလေးလေးတဲ့အသွင်းလူကကောင်းလေးလေးတဲ့အထဲထဲကထွက်လာတဲ့ quality တွေကအရန်ကောင်းတဲ့ quality တွေထွက်လာမှာဖြစ်တယ်။အဲ့ချိန်မှာတင်လှုပ်တဲ့အလုပ်တွေကမတူတော့။တင်လှုပ်တဲ့အလုပ်တွေကအရန်ကောင်းတဲ့ရလဒ်တွေရလာမယ်။တင်စဉ်းစားတဲ့အရာတွေအရန်ကောင်းတဲ့ idea တွေထွက်လာမယ်။တင်ပြောတဲ့စကားတွေကအရန်ကောင်းတဲ့အရာတွေထွက်လာမယ်။တင်ရဲ့ leadership တင်လှုပ်တဲ့အရာအားလုံးကအရန်ကောင်းတဲ့အရာတွေထွက်လာမှာဖြစ်တယ်။အာမင်။ဒါကြောင့်တင်ရဲ့စိတ်နှလုံးကိုကျေဝန်းတဲ့နှလုံးသားအဖြစ်ဖျားတခင်ပြုပြင်ပြောင်းလဲပေးပါစေ။